င်္ဂလာပါရှင်ဒဝဲဝက်ကစီစဉ်တင်ဆက်နေတဲ့တနင်္လာနေ့စဉ်သတင်းစီစဉ်ကိုနားဆင်ရမှာပါဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒဝဲမှာလှေဝင်ချိန်ရွာပြန်လာတဲ့လူငယ်၃ဦးစစ်မှုထမ်းစုဆောင်းခံရတဲ့သတင်းကုံစီတဲခွင့်ပိတ်ပြီးတဲ့နောက်ပဝနဲ့လက်တရွာမှာ ကုန်ပစ္စည်းဈေးတွေတက်လာတဲ့သတင်းတနင်္လာနေ့မှာလေကြောင်းအန္တရာယ်ကြောင့်နှွေစပားရိတ်ဖို့အခက်တွေ့နေတဲ့သတင်းမွန်ငိမ့်ချန်းကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တအူးပြစ်တက်ခံရတဲ့အကြောင်းရနောင်းပံကောက်အဝေးပြေးကား ဓာတ်တိုင်ကိုဝင်တိုက်မိလို့မြမ30ကျော်အပါဝင်30ကျော်ဒဏ်ရာရတဲ့တဲ့င်းနဲ့ရွှေနဲ့ဗတ်စီတဲ့င်းတွေကိုတင်းဆက်ပြီးသွားမှာပါ။ဒဝမ်မြို့မှာငါးဖမ်းလှေဝင်လို့ရွာပြန်လာတဲ့လူငယ်3ဦးမတ်လ4ရက်နနက်7:00နာရီခန့်မှာစစ်မှုထမ်းစုဆောင်းခံရတယ်လို့မိသားစုနဲ့နှီးဆက်သူတွေကပြောပါရယ်။ကမျိုးကင်းတရားနီးစစ်ဆေးနေတဲ့စစ်ကောင်စီတပ်ကအသက်19နှစ်အရွယ်လူငယ်3ဦးကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့မိသားစုနဲ့နှီးဆက်သူတွေကပြောပါရယ်။ ဖမ်းဆီးခံရသူတွေဟာလောင်းလုံးမြို့နယ်မမကန်ရွာသားတွေဖြစ်ပြီးတလေတဲ့အတူငါဖမ်းလုပ်ငန်းလုပ်ကင်ကြသူတွေဖြစ်တယ်လို့ပြောပါတယ်မိသားစုဝင်တွေကတဝယ်မြို့ပေါ်ကိုလိုက်သွားပြီးစုံစမ်းရမှာလူချင်းတွေ့ခွင့်မရပဲဖမ်းသွားတဲ့ညနေ6နာရီမှာစစ်မှုထမ်းတင်နန်းတက်ရမယ်ဆိုပြီးဖုံးဆက်လာတယ်လို့မိသားစုနဲ့နှိဆက်သူတူကပြောပါတယ်မတ်လ17ရက်ကစပြီးကမျောကင်းတရားစစ်စေးဂိတ်မှာစစ်ကောင်စီတပ်သားတွေကတန်ရရှိတဲ့ခီးသွွားပြည်သူတွေကို ရှောင်းတခင်ခေါ်ယူတာမှတ်ပုံတင်နေရက်လိပ်စာတွေကိုတက်ဘလက်အသုံးပြုရှာဖွေစစ်ဆေးမေးမြန်းတာမျိုးတွေရှိတယ်လို့ခီးသွားပြည်သူတွေကပြောပါတယ်။တနင်္လာညနေပဝနဲ့လက်တစ်ကြီးရွာကိုစစ်ကောင်စီကကုံစီတဲဆောင်ခွင့်ပိတ်ပင်ကန့်တက်လိုက်တာကြောင့်စားသုံးစီအပါဝင်အထွေထွေ ကုံစီနှုံးတွေမြင့်တက်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။မော်တုံးရွာအခြေဆိုင်စစ်ကောင်စီရဲ့အမှတ်306အမြောက်တက်ရင်ရှိတဲ့စစ်စေးရေးဂိတ်က ပြီးခဲ့တဲ့မတ်လ9ရက်ကစပြီးကုန်ကားတွေသွာလာခွင့်ကိုပိတ်ပင်ကန့်တက်လိုက်တာလို့ဒေသခံတွေကပြောပါရယ်။ကားလမ်းမပိတ်ခင်ကစားသုံးစီတဘူးကို1500ကျပ်ရှိရာကနေလက်ရှိမှာတော့စားသုံးစီတဘူးကိုကျပ်11000ထောင်အထိဈေးမြင့်တက်လာတယ်လို့ဒေသခံတွေကပြောပါရယ်။စံတပီကို900ကျပ်၊ကျွတ်တုန်ဒီတပိတ်တာကို2000ကျပ်ဝတ်သားတပိတ်တာကို9000ကျပ်ဈေးတက်လာတယ်လို့ဒေသခံတွေကပြောပါရယ်။ လက်တရွာပဝရွာတွေဟာမြေမျိုးနဲ့ကုံလန်းရေလန်းခီးပေါက်ပြီးမဲ့လမ်းကြောင်းနှစ်ခုစလုံးကိုစစ်ကောင်စီတပ်ကပိတ်ထားတာပါလမ်းပိတ်တဲ့အကြောင်းရင်းကိုတော့မသိရသေးဘူးလို့ဒေသခံတွေကပြောပါရယ်ကားလမ်းပိတ်ပြီး၃ရက်လောက်အကြာမှာစားသုံးစီစီထတ်တက်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာကြောင့်ရွာမှာရှိတဲ့ကုံစုံဆိုင်တွေမှာအလူအရက်ဝဲယူနေကြလို့ပစ္စည်းပြက်လို့နေပါဖြစ်သွားတယ်လို့ဒေသခံတချို့ကပြောပါရယ် တနင်္သာရီမြို့နယ်တကူကျေးရွာအုပ်စုနယ်တရဘွန်ကျေးရွာမှာစစ်ကောင်စီတပ်ရဲ့လေရင်နေတိုင်းနီးပါးပြန့်တန်းနေတာကြောင့်ဒေသမားတွေဟာလူစပားရိတ်သိမ်းဖို့အခက်တွေ့နေကြတယ်လို့သိရပါဗျ။လေကြောင်းအနေနဲ့စိုးရိမ်မှုကြောင့်စပားရိတ်သိမ်းချိန်ကျော်လွန်တာစပားအမဲ့လွန်ကြွေကြတာတွေကြောင့်စပားအထွက်ရော့ကြတာတွေရှိတယ်လို့လေသမားတို့ကပြောပါဗျ။လေရင်လာချိန်စပားရိတ်သိမ်းမှုကိုရပ်ထားရပြီးလေရင်လွန်သွားမှဆက်ပြီးရိတ်သိမ်းရတာမျိုးလုပ်နေရတယ်လို့ဆိုပါဗျ။ တကူကြီးရွာကိုဇန်နဝါရီလအစောပိုင်းမှာစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့်တပ်ကြီးရွယ်ဦးနှစ်ဦးအပါအဝင်ဒေသခံ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာရှိပါတယ်။စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့မွန်ငင်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ထိုက်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့နိုင်အိုက်ချမ်းဟာမတ်လ23ရက်ကတနက်နဲ့ပြစ်ခတ်ခံရပြီးတေဆုံးခဲ့တယ်လို့နှိဆက်သူတွေထံကနေသိရပါဗျ။ မွန်ငင်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကော့တုံဌာနချုပ်ကဘုံမူးချုပ်အဆင့်ရှိတဲ့နိုင်အိုက်ချမ်းဟာတပည့်တဦးနဲ့အတူမနေ့ကမနက်ပိုင်းကကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကော့ဘိန်းကျေးရွာဘက်ကိုကားနဲ့သွားနေတဲ့အချိန်မှာလမ်းမှာလက်နက်ကင်တပ်ဖွဲ့တစ်ခုကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နိုင်အိုက်ချမ်းရဲ့ဦးခေါင်းနဲ့ခန္ဓာကိုယ်အနှံ့မှာကြီဖောက်ဝင်ဒဏ်ရာတွေရရှိခဲ့ပြီးအခင်းဖြစ်ပွားရာနေရာမှာပဲတေဆုံးသွားခဲ့တယ်လို့သိရပါတယ်။သူနဲ့အတူပါလာတဲ့တပည့်ဖြစ်သူဖိုးတုတ်လည်းတေဆုံးတယ်လို့ဆိုပါတယ်။ နိုင်အိုက်ချန်းကိုပြစ်ခတ်တဲ့လက်နက်ကင်အဖွဲ့ဟာမွန်ငိမ့်ချန်းကာကွယ်ရေးတပ်ဖွဲ့ကော့တုံဌာနချုပ်ကလည်းဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။နိုင်အိုက်ချန်းဟာကော့ဘိန်းဒေတာတဝိုင်းနဲ့ကြိုင်မြောမြို့နယ်အတွင်းမူရစ်စေဝါရောင်းဝယ်ဖြန့်ဖြူးနေပြီးလမ်းကစားဝိုင်းတွေကိုလည်းဦးစီးလုကင်နေတယ်လို့ဒေတာခံတွေကပြောပါရယ်။ဒီပြောဆိုချက်နဲ့ပတ်သက်လို့တော့ The Wash အနေနဲ့တခြားအတီးပြုတ်နိုင်ခြင်းတော့မရှိသေးပါဘူး။ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလကလည်းမွန်ငိမ့်ချန်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစီးလာတဲ့ကားကို ရေဘလူးအဖွဲ့ကရေးမြို့နယ်စုံနန္ဒာကျေးရွာအနီးမှာဂျားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်မွန်ကြီးချန်းကာကွယ်ရေးတပ်ဖွဲ့ဝင်၃ဦးသေဆုံးခဲ့ပါတယ်။မွန်ကြီးချန်းကာကွယ်ရေးတပ်ဖွဲ့ဟာ၂၀၁ခုနှစ်မှာမွန်ပြည်သက်ပါတီကနေခွဲထွက်ထားတဲ့အဖွဲ့ဖြစ်ပြီး၂၀၁ခုနှစ်မှာတပ်အင်အား200ကျော်လက်နက်ငယ်တွေနဲ့အတူ အရှိတောင်တိုင်းစစ်ဌာနချုပ်ထံလက်နက်ချခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။၂၀၂၂ခုနှစ်အောက်တိုဘာလ၁၀ရက်မှာတော့စစ်ကောင်စီနဲ့လက်တွဲပြီး ထာနေပြည်သူစစ်အဖြစ်ပူပေါင်းဆောင်ရွက်သွားမယ်လို့မွန်ငင်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်ကတရားဝင်ထုတ်ပြန်ထားပါတယ်။ရနောင်းဘန်ကောက်ပြေးဆွဲနေတဲ့အဝေးပြေးဘတ်ကားတစ်စီးမတ်လ14ရက်ဒီကနေ့နက်6နာရီမှာဓာတ်တိုင်ကိုဝင်တိုက်မိပြီးကားပေါ်ပါလာတဲ့မြန်မာနိုင်ငံသားတွေအပါအဝင်36ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ကုညီဆောင်ရွက်ပေးနေတဲ့မြန်မာနိုင်ငံသားတွေနဲ့ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်တွေအရသိရပါတယ်။ ရနောင်းမျိုးကနေဘန်ကောက်ကိုထွက်ခွာလာတဲ့အချိန်မှာဖတ်ချရဘူရီခရိုင်ခေါင်းရွိုင်ဒေတာဖက်ကစင်လမ်းမကြီးပေါ်ကလမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ကားပေါ်မှာထိုင်းနိုင်ငံသား15ဦး၊မြန်မာနိုင်ငံသား12ဦးနဲ့အမေရိကန်နိုင်ငံသား9ဦးလိုက်ပါလာကြပြီးအလုံးထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ထိခိုက်တံရရသူတွေထဲမှာရနောင်းမြို့မှာတရင်တုံးနေတဲ့မြမဆရာတော်တပားလဲခြေထောက်ကျိုးသွားတယ်လို့ဆိုပါတယ် ကားတိုက်မှုဖြစ်ချိန်ကားထမပိတ်မိနေတဲ့မြန်မာကလေးငယ်2ဦးကိုနိုင်ငံသားသား2ဦးကကားမှန်ရိုက်ခွဲပြီးကုညီကဲ့တင်ပေးခဲ့တယ်လို့မိသားစုဝင်တွေကပြောပါရတယ်။ကားသမားဟာအိတ်ငိုက်ပြီးအချိန်မထိန်နိုင်ပဲဓာတ်တိုင်ကိုဝင်တိုက်မိခဲ့တာပါ။ရင်းမတော်ပါစဖြစ်မှုမှာကားသမားကိုအေးအေးယူထားတယ်လို့သိရပါရရှင်။ရန်ကုန်ဈေးကွက်ကိုခြေခံပြီးဒွဲမှာအခောက်ရွှေဈေးဟာကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြစ်နေပါရတယ်။ ရန်ကုန်ဈေးကွက်မှာတော့အခောက်ရှိတစ်ချက်သားကို66သိန်း6000ကျပ်နဲ့ဈေးဖွင့်ထားပါတယ်။ထိုင်းဘတ်ငွေလဲနှုန်းကတော့မြန်မာငွေ3သိန်းကို985ဘတ်ဖြစ်နေပါတယ်။အခုလိုနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ပရိသတ်ပေါင်းလို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။ကပင်းမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝအဖွဲ့သားတွေကဆုမွန်ကောင်းတောင်းပန်လိုက်ပါတယ်ရှင်။